ကိုရီးယားရောက်မြန်မာနိုင်ငံသားများဗီဇာလျှောက်ထားရမှာကြံ့ကြံ့မှုမရှိစေရနဲ့လုပ်ငန်းခွင်တိကျမှုများအတွက်နှိမ့်နှံမှုမရှိစေရအကူအညီဆောင်ရွက်ပေးသွားမယ်လို့တောင်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာအသံမတ်ဦးမျိုးမြင့်မောင်ကပြောကြားပါတယ်။တောင်ကိုရီးယားနိုင်ငံအီဆန်မြို့မှာပြုလုပ်တဲ့ ASEAN Trade Fair 2025ခန်းနာတို့တက်ရောက်လာတဲ့မြန်မာတန်မတ်အား11 Media Group မှာ မြန်မာတန်ယုံအနေနဲ့တောင်ကိုရီးယားကိုမြန်မာနိုင်ငံသားတွေအရေးဘယ်လိုကူညီဆောင်ရွက်ပေးနေတယ်လဲလို့မေးမြန်းမှုအပေါ်တန်မတ်အုံမျိုးမြင့်မောင်ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဗီဇာကိစ္စတွေမှာလည်းတက်တန်းတိုးတာထောက်ခံချက်ပေးတာငွေသွင်းတာအခွန်ဆောင်တာဒီလုပ်ငန်းစဉ်တွေမှာလည်းအချိန်ကုန်လူပိမဲ့မှုတက်တာစနေတကြလည်းရှိလုံထုံးလုံနီးလည်းမှန်တဲ့ဘလိုနီးလန်းတွေဆောင်ရပေးနိုင်မလဲဆိုတာစတင်စဉ်းစားလုံဆောင်မိဖြစ်ပါတယ်လို့၎င်းကပြောကြားပါဒါအပြင်လုပ်ငန်းခွင်တိခဲတိနှံမှုမရှိစေရင်းနဲ့လူမှုရေးကိစ္စရများကုညီဆောင်ရပေးနိုင်ရန်အတွက်မြန်မာနိုင်ငံသားများရောက်ရှိအလုပ်လုပ်ကိုင်းနေတဲ့နေရာများသို့တွားရောက်ပြီးသက်ဆိုင်ရာစက်ရုံအလုပ်ရုံများမှအဖွဲ့အစည်းများနဲ့လိုအပ်သလို လိုထိတွေ့ဆက်ဆံသွားမယ်လို့၎င်းကဆက်လက်ပြောကြားပါတယ်။တိကျတဲ့ရရတဲ့သူတွေမတော်တဆဖြစ်တဲ့ကိစ္စတွေမှာလည်းအတက်နိုင်ဆုံးဖြစ်ရှင်းပေးနိုင်အောင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ပြီးရင်နေ့စဉ်လူမှုဘဝမှာကြုံတွေ့ရတဲ့ကျမ်းမာရေး၊လူမှုရေးပြီးရင်မတော်တဆဖြစ်စေ၊တခုခုကြောင့်ဖြစ်စေဥပဒေဆိုင်ရာဖြည့်ရှင်းရမယ့်ကိစ္စရပ်တွေမှာကျမ်းမာရေးဆောင်ရွက်မှုတွေကိုစုပေါင်းစနစ်နဲ့ဘယ်လိုဆောင်ရွက်နိုင်မလဲ။ငွေပို့ငွေလဲကိစ္စရပ်တွေစနစ်တကျနဲ့ခိုင်မာမှုရှိအောင်ဘယ်လိုလုပ်နိုင်သလဲ။ အလားတူပဲကျမရဲ့ကိစ္စအပြင်ဥရေပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင်ရောအော်ဖန်ဟာမျိုးကိုဘယ်လိုလုပ်နိုင်မလဲဆိုတာနီးလန်းရှာဖွေနေပါတယ်လို့ဦးမျိုးမြင့်မောင်ကပြောကြားပါတယ်။ဒါအပြင်ဆိုရှိမြမတန်ယုံရဲ့ဆောင်ရွက်ချက်လုံဆောင်ချက်များနဲ့ပတ်သက်ပြီးလိုအပ်ချက်အားနည်းချက်များရှိပါကထောက်ပြအကြံပေးရန်လေ၎င်းကမြန်မာနိုင်ငံသားများကိုတိုက်တွန်းပါသည်။တန်ကိုရီးယားနိုင်ငံမှာပညာတော်သင်ကျောင်းသားကျောင်းသူများလာရောက်အလုပ်လုပ်ကြသူများနဲ့အခြားဗီဇာမျိုးမျိုးနဲ့ရောက်ရှိနေသူ9000ဝန်းကျင်ရှိကြောင်းသိရပါသည်။